ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင့်ကျမတို့ရဲ့ Ne Audio Book Channel လေးကနေကြိုဆိုလိုက်ပါရရှင်ဒီနေ့မှာတော့ပရိသတ်ကြီးတို့နားဆင်ဖို့အတွက်စာရေးသူလွင်ဦးဟန်ရေးသားထားတဲ့ရေကန်စောင်းဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးချင်ပါရရှင်ဇာတ်လမ်းလေးမစခင်မှာတော့ကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးဒေနာ Notify လေးကိုနှိပ်သွားပေးဖို့တောင်းဆိုချင်ပါရရှင်ဟုတ်ကဲ့ပါပရိသတ်ကြီးရှင့်ဇာတ်လမ်းလေးကိုစတင်ပေးလိုက်ပါပြီ ကောင်းငင်ရံတွင်တိမ်များဖုံးကဲ့နေတာကြောင့်ရေးရဲများသာပေါ်နေတဲ့လောက်ကိုအောင်ထူးမော့ကြည့်လိုက်တယ်။အဝေးစီမှခွေးအောင်သားလွဲ၍ပဝင်းချစ်တစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်နေတယ်။ရေကန်ကြီးအနီးသို့ရောက်ကလေးကအောင်ထူးစိတ်လှုပ်ရှားနေတယ်။လုံးတဲ့မလုံးတဲ့စဉ်စားရင်တစ်နေ့လုံးကြည်တုံချတုံဖြစ်နေခဲ့တယ်။မိခင်ကိုစိတ်ကူရံငွေလိုနေတဲ့အတွက်ကြံရမရဖြစ်နေခဲ့တယ်။မိခင်ခံစားနေရတဲ့ဝေဒနာကိုလက်ပိုက်ကြည့်မနေနိုင်တော့ပါ။ နာကျေကြိုက်ခဲ့ပြီးညင်းညူနေတဲ့မိခင်ရဲ့အတားအိုကြားတိုင်းအောင်တူးစိတ်မကောင်းဖြစ်ခဲ့ရတယ်။မြည်သည့်ယောဂါဆိုတာကိုသိရှိနိုင်မှုဈေးကပြမှဖြစ်မယ်။ဈေးကပြဖို့ဆိုကြရလဲပတ်စံရှိမှဖြစ်မယ်။ဒီတနေ့လုံးအလောက်ကန်အဆင်မပြေတာကြောင့်ငွေကြေးလည်းမစုဆောင်းနိုင်ခဲ့။တနေ့ရတဲ့လောကကတာမီနဲ့ရောက်ဝမ်းစာရေးအတွက်ပင်လောင်းကခြင်းမရှိ မိခင်ရဲ့ဝေဒနာကိုသက်သာစေရန်စေမီတုံနဲ့ကုသခဲ့ဒီမှာလာအတော်ကြာခဲ့ပြီဖြစ်တယ်။ မသက်သာတဲ့အပြင်တနေ့တကြားပုံမဆိုးဝလာတာကြောင့်စေကုသရဲ့ကြံရတော့တယ်။ရေခဲကြီးကလာရောက်ရေးရေးအောင်မှငြိမ်သက်နေတယ်။ရေခဲကြီးနဲ့နီးတက်တဲ့နေလာတိုင်းအောင်ထူးရှင်တွေခုံကဒူးတုံလာတယ်။ထိုရေခဲကြီးကနာမည်ဆိုးနဲ့ကြော်ကြတဲ့ရေခဲကြီးဖြစ်တယ်။ရခင်ကတောက်သုံးရေခဲအဖြစ်တည်တယ်စွာရှိခဲ့ဘူးပါတဲ့။ညနေဆောင်ဇူပါကရေခဲသူများနဲ့စီကားခဲ့ဘူးတဲ့။ထိုရေခဲမှရေကိုကညွတ်ကွင်းရာနဲ့ကြုံကရွရွာနှစ်ရွာစလုံး ောက်သုံးရေအတွက်အသုံးပြုခဲ့ကြရင်ယခုခါမှာတော့ရေကန်ကြီးဟာအသုံးမပြုကြတော့ဘဲတောက်ရေသုံးရေအတွက်ရေရင်းများတူးဖော်ထားကြတယ်။ထို့ရေကန်ကြီးကမြည်သည့်ချိန်ကလေးကရှိနေခဲ့တာဟုအောက်သူမသိသလိုကညုတ်ကွင်းရနဲ့ကတုရွာမှရွာသူရွာသားများလည်းမသိကြကညကွင်းရနဲ့ကြုံကတော့ရွာနေရွာကြားတွင်ထဲထဲဝါဝါတီရှိနေတဲ့ရခိုင်အလွန်လှပတဲ့ရေကန်ကြီးဖြစ်ခဲ့ပါတယ်။ညနေဆောင်သာမကလာတာတဲ့ညအချိန်များပင် ကံမောင်မော်တွေချင်းတွေးကြတဲ့ချစ်သူများလည်းရှိခဲ့ကြတယ်။ရေကပက်လေတွေတစ်ပေကြီးများအို့အိုဆိုင်ဆိုင်ရှိနေတာကြောင့်နေအလွန်ပြင်းတဲ့နေလယ်နေကင်းများတွင်အရိတ်ခိုနာသူများလည်းရှိခဲ့ကြတယ်။ယခုအခါမှာတော့ညနေဆောင်တာနဲ့ရေကင်းဤအနီးသို့ပင်လာရောက်ဝင်သူမရှိတော့ထိုရေကင်းကြီးကိုအတုံးမပြူကြတော့တဲ့အကြောင်းရင်းများအားလည်းရှိနေခဲ့ပါတယ်။လူငယ်တဲ့ရှစ်နှစ်ခန့်ကထိုရေကံပေါ်တွင်လူတက်မှုတစ်ခုဖြစ်ခဲ့တယ် သုံးလောင်းပြိုင်တည်ဆုံးခဲ့တဲ့ထိုရေကန်ကြီးကထိုချိန်မှစတင်ပြီးမိသူမမသွားမလာရဲလောက်အောင်အလွန်ချောင်းလန့်ခဲ့တယ်။တည်ဆုံးသွားကြသူများကလည်းအခြားကြောင့်မဟုတ်ကညော့ကွင်းရာမှကိုလူအေးနဲ့ကျုံကတို့ရာမှမတ်မူမူဆွေတို့ဖောက်ပြန်ပြီးညအချိန်၌ကံမောင်ပေါ်တွင်ချိန်တွေ့နေကြတဲ့အခါမတ်မူမူဆွေရဲ့ခင်မုန်းဖြစ်သူကိုအောင်လှသိရှိသွားပြီးမတ်မူမူဆွေနဲ့ကိုလူအေးတို့အသေးသက်ကခေါင်းများကိုဖြတ်ပြီးအလောင်းနဲ့ခေါင်းများကိုရေကန်ထဲသို့ပြစ်ချခဲ့တယ်။ ထို့အတူသူ့ကိုယ်သူလည်းထိုနေရာမှာပင်တက်တည်ခဲ့တယ်။လူသားမှုဖြစ်ပြီးတလားခန့်ကြာတွင်ထိုရေကန်ကြီးအနီးသို့ညအချိန်ဖြတ်တန်းသွားခဲ့ကြတဲ့ကိုဝင်းမြင့်နဲ့ကိုတောင်းဟန်တို့နှစ်ယောက်အသက်လူပြေးခဲ့ရတယ်။ချောင်းလမ်းမုံကလည်းကျမ်းပါတယ်။ကျုံကတို့ကြေးရွာမှာကိုဝင်းမြင့်နဲ့ကိုတောင်းဟန်တို့နှစ်ယောက်ကညုတ်ကင်းရွာတွင်အရက်လာတော့ကြပြီးရွာတို့ပြန်တဲ့အချိန်တွင်ည10နာရီခန့်ရှိနေပြီဖြစ်တယ်။ရေကန်ကြီးအနီးသို့ရောက်တဲ့အခါကိုတောင်းဟန်အားအနောက်မှစောင့်တုံးလိုက်တာကြောင့်အရှိတို့လဲကြသွားတယ်။ ကိုတောင်းဟန်လဲကျသွားတာကိုဘေးချင်းရှင်ရဲ့အတူလျှောက်လာကြတဲ့ကိုဝင်းမြင့်ကအယံမူးပြီးလဲကျသွားတယ်ဟုထင်မှတ်ပြီးကိုတောင်းဟန်ကိုစွဲထူလိုက်တဲ့ချိန်မှာပဲကိုဝင်းမြင့်ရဲ့လက်အားလက်မဲကြီးတစ်ခုကဆုပ်ကန်လိုက်တယ်။လက်ကိုသားမြင်ရပြီးအကောင်အထည်ကိုမမြင်ရတာကြောင့်ကိုဝင်းမြင့်လည်းအော်ဟစ်ဆဲဆိုလေတော့တယ်။ထို့စင်မှာပင်ကံမောင်ပေါ်မှတရွေ့ရွေ့ဆင်းလာနေတဲ့အရာတစ်ခုကိုကိုဝင်းမြင့်မြင်တွေ့လိုက်ရတယ်။ထိုရာက လူတယောက်မဟုတ်ကြောင်းသတိထားမိလိုက်တာကြောင့်အခြေအနေကိုသဘောပေါက်သွားပြီး ကိုတောင်ဟန်ကိုအတင်းဆွဲထူလိုက်စဉ်ရုတ်တရက်မျက်နှာချင်းဆိုင်ပေါ်လာတဲ့အရာကိုမြင်တွေ့လိုက်ရတော့တယ်။တကူလုံးမဲမောင်နေပြီးခေါင်းပြက်နေတဲ့အရာကိုမြင်တွေ့လိုက်ရတာနဲ့ကိုတောင်ဟန်နဲ့ကိုဝင်းမင်းတို့ကြွားတို့အမြန်ပြေးလေတော့တယ်။ကိုတောင်ဟန်နဲ့ကိုဝင်းမင်းတို့ကြောက်လန့်ခံရတဲ့တဲ့ရင်ကကျုံကတော့ရွာနဲ့ကညုတ်ကွင်းရွာရင်ပြန့်နှံ့သွားခဲ့တယ်။ထို့အကြောင်းကိုမယုံကြည်သူတွေကတော့ကညုတ်ကွင်းရွာမှာဥဆိုးဝင်းဖြစ်တဲ့ဥဆိုးဝင်းကအကြောင်းလမ်းမရှိသူတယောက်ဖြစ်တဲ့အပြင် တိုင်းပညာလဲတက်ကြွသူမှုထိုနေရာသို့တရေကျော်လာပညာတွင်တွားရောက်ရန်ကာလာသားများနဲ့အလောင်းအစားထပ်ပြီးစိန်ခေါ်လိုက်တော်တယ်။ကုဆုံးဝင်ဟုတ်မှလဲလုံတော့တောင်းဟန်တို့တောင်တေးပြေးရှင်ပြေးပြေးခဲ့ရတာ။ကျုပ်ကကြောက်တတ်တဲ့ကောင်မဟုတ်ဘူးဆိုတာခမည်းလဲတည်သားနဲ့ကိုဖိုးတူရာအောင်လားကကြောက်တတ်ပဲပါ။အောင်လားလို့တက်အပ်ပြောလို့မရဘူးလေဗျာ။အောင်လားဆိုရင်တော့ဘဝချားနေပြီ။မမြင်အပ်တဲ့လောကသားတွေကိုခမည်းတတ်တဲ့တိုင်းပညာနဲ့တိုက်ခိုက်လို့မရဘူးကုဆုံးဝင်။ကျုပ်သိပါတယ်။ ကျုပ်ကတိုင်းပညာနဲ့တိုက်ခိုက်ဖို့မဟုတ်ဘူးတတိပြခြင်းလို့ဟိုကောင်တောင်းဟန်တို့ကသွေးမှမရှိတာသူ့နေရာနဲ့သူတော့ရဲကြပါရဲ့ဗျာကျွန်တော်ကမလုပ်တင်အောင် မလုပ်ဖို့တတိပေးရုံမှာကျန်တာကတော့ခမရပိုင်းမဲကိုစိုးဝင်းကျုပ်ကစိန်ခေါ်ပြီးသွားရင်ဘွာမခတ်တတ်ဘူးသဘောပဲဗျာတရင်ကျော်လာပညာမှုကောင်းငင်ထမလာမင်းကြီးကထိန်ထိန်သာနေတယ်တက်ကြီးကောင်းချချိန်နဲ့ဓာရှိတလက်ကိုကြောရင်လဲထားတဲ့လူတယောက်ကညွတ်ကွင်းရွာဘက်မှာ ရေကန်ကြီးစီတို့ခြေလမ်းတော်တော်နဲ့ရှောက်လာနေတယ်။ပိတ်ဆိတ်တဲ့မြောက်ဦးရံတွင်ကံညုတ်ကွင်းနဲ့ကြုံကတော့ရွာတို့ဆက်သွယ်ထားသည့်လမ်းပေါ်မှာမိမိကိုမိမိယုံကြည်ချက်အပြည့်နဲ့ရေကန်ကြီးစီတို့ရှောက်လာနေတဲ့တရှိလူသားတအူးကဥဆုံးဝေးဖြစ်ကြောင်းပြောစရာမလိုတော့ရေကန်ကြီးတို့ရောက်တာနဲ့ဥဆုံးဝင်းကခါထောက်ကပဝင်းချင်းကိုအသေးချာကြည့်နေတယ်။ကံမောင်ပက်လယ်မှကိုကိုပင်ပြင်းမပင်နဲ့ဘန္နာပီကြီးများကလာရောက်အောက်တင်းငိမ့်တက်နေတယ်။ကံရီပင်ပေါ်တို့လာရောက်ဆန်းထားတာကြောင့် ရေကန်ကြီးတစ်ခုလုံးထင်းထင်းရှားရှားမြင်တွေ့နေရတယ်။ငွေရောင်ပွေးပွေးငကြေးများကရေပြင်ပေါ်တို့တစ်ချက်တစ်ချက်ခုံပြတ်တက်ကပျော်မြူးနေကြတယ်။ရုတ်တရက်ရေကန်ထဲမှာကျဲလောင်တဲ့အတန်နဲ့အတူလက်တစ်ဖက်ပေါ်လာပြီးရေပြင်ကိုရိုက်ပုတ်နေတာကိုမြင်တွေ့လိုက်ရတာကြောင့်ဦးစိုးဝင်းမျက်မှောင်ကုတ်ကထိုအရာကိုစူးစူးဆိုက်ဆိုက်ကြည့်နေလေတယ်။ထိုချိန်မှာပင်နောက်ကျောဘက်မှခြေတံကြား၍ကျောရင်လွှဲထားတဲ့ဒက်ရှီကိုအလင်းအမြန်ဆွဲထုတ်ပြီးနောက်သို့လဲလိုက်တဲ့ချိန်တွင် လန်မကန်ရှိဗန္နာပင်ကလေမတိုက်ပဲတိရွတ်တိတ်ကိုင်းများလှောက်ခါသွားတာကိုမြင်တွေ့လိုက်ရတယ်။ခွေးမသားတရေငါ့ကိုလာမချောင်းနဲ့ဟဲ့ကငါမကြောက်တတ်ဘူး။ဦးစိုးဝင်းရဲ့စကားမဆုံးခင်မှာပင်ဗန္နာပင်ကြီးပေါ်မှာမဲမဲတရံကြီးတစ်ခုမြေပြင်ပေါ်သို့ခုန်ကျလာတယ်။ကြီးမားတဲ့ခန္ဓာကိုယ်ကမြေပြင်ပေါ်သို့ကျလာတော့လဲအတန်မကြားရ။ဦးစိုးဝင်းကဓာတ်ကိုအသင့်ပြင်ပြီးမဲမဲတရံကြီးကိုမျက်တောင်မကတ်ချက်တန်းကြည့်ပြီးရင်ဆိုင်ရန်အသင့်ပြင်ထားလိုက်တယ်။ မမဲတရံကြီးကတစ်ပင်အောင်မှမရွေပဲရက်နေတာကြောင့်ဥဆိုးဝင်းစိတ်မရှိတော့ဟဲ့ကောင်မင်းဘာလုပ်လဲတတိရှိရလာလီကွာဥဆိုးဝင်းစိတ်ခေါ်လိုက်တော့လဲမမဲတရံကြီးကနေရာမှမရွေတာကြောင့်ဥဆိုးဝင်းစိတ်တို့လာလေတယ်မင်းမလာရင်ငှားလာမယ်ဟဲ့ကောင်ဥဆိုးဝင်းကပြောပြောဆိုဆိုနဲ့ဓာတ်ကိုတင်းတင်းဆုပ်ကိုင်းကမမဲတရံကြီးရှိရာတို့ခြေလမ်းမှန်မှန်နဲ့ရှောက်သွားလေတယ်မမဲတရံကြီးအနီးတို့ရောက်ခံနေမှာပဲနောက်ကျောကိုအချိန်ပြင်းပြင်းနဲ့ရိုင်းနဲ့ခံလိုက်ရတဲ့ဖြစ်နောက်တို့ရုတ်တရက်လှဲလိုက်ပြီး ဓာဖြင့်ဝိုက်ပန်းလိုက်တယ်။သို့ပါတော့လဲနောက်ကျောဘက်မှာတယောက်တလီမှပင်ရှိမနေတာကြောင့်ဦးစိုးဝင်းရဲ့ဓာချက်ကအခြေအနေသာဖြစ်ခဲ့တယ်။ဘဲခွေးမှသာလဲကွတတိရှိလူလုံးပြစမ်းမှာဦးစိုးဝင်းကဓာကိုဝေရပြီးစိန်ခေါ်လိုက်စင်ပါပဲ။မျက်နှာချင်းဆိုင်မှာမဲမဲတရံကြီးကဦးစိုးဝင်းထံသို့တဟုန်တို့ရောက်လာပြီးဦးစိုးဝင်းကိုတိုက်ခိုက်တော်တယ်။မဲမဲတရံကြီးရဲ့တိုက်ခိုက်မှုကဦးစိုးဝင်းရဲ့ခန္ဓာကိုယ်ပေါ်သို့အဆက်မပြတ်ကြားရောက်နေတော်လဲ။ဦးစိုးဝင်းရဲ့ဓာချက်ခြေကန်ချက်နဲ့ လက်သီးများဒီထဲတွင်သာပြန်ဝဲသွားကြတယ်။အချိန်ကြာလာတာနဲ့အမြအူဆုံးဝင်လဲမောလာပြီ။နာနာဘဝနဲ့ရှင်ပြိုင်တိုက်ခိုက်ရန်မဖြစ်နိုင်တော့ကြောင်းလဲသဘောပေါက်လာခဲ့တယ်။ခန္ဓာကိုယ်တစ်ခုလုံးနာကျင်နေလေပြီ။မြည်တော့ပေဖြစ်စေထိုနေရာမှအမြန်ပြေးရန်ဆုံးဖြတ်လိုက်ပြီးပြေးမီပြုစင်မှာပဲခေါင်းမပါတဲ့ခန္ဓာကိုယ်နှစ်ခုကပြေးလန်းမော်ရင်ရက်နေတာကြောင့်ဓာတ်ကိုဝေရက်က ဖောက်ထွက်ပြီးပြေးလီတော့တယ်။မဲမဲတရံကြီးကနေရာမှာပဲကြံရိတ်ခဲ့တော့လဲ ခေါင်းမပါတဲ့ခန္ဓာကိုယ်နှစ်ခုကအနောက်မှလိုက်လာတာကြောင့်ဦးစိုးဝင်းလည်းဓာတ်ကိုကြည့်ကြည့်ပါအောင်ဆုပ်ကရွာတို့အမြန်ပြေးရတော့တယ်။ခေါင်းမပါတဲ့ခန္ဓာကိုယ်နှစ်ခုကရွာထိတ်တေးကြက်ရီးခဲမှဦးစိုးဝင်းလည်းတက်ပြေးချနိုင်တော့တယ်။ကိုတောင်းဟန်ကိုဝင်းမြင့်နဲ့ဦးစိုးဝင်းတို့ချောင်းလန့်ခံရတဲ့အကြောင်းကဟိုးလေးတကြောဖြစ်ခဲ့ပြီးနေ့လယ်နေ့ကနေပူပြင်းသည့်တိုင်ရေကန်ပေါင်မှတစ်ပင်များအောက်တွင်အရိတ်ကိုနားဝင်သူမရှိကြတော့ ရှင်ပြေမော်တို့ခုံပြန်နေကြတဲ့ငါးမြကိုကြည့်ပြီးအောင်သူသဘောကျနေမိတယ်။ငါးမြကအကောင်တော်တော်ကြီးပြီးအလေးချိန်စီးမိမှတေချာလွန်းနေ။မိခင်စေကူဘိုးကအရေးကြီးတာကြောင့်ကြောင်ရုံစိတ်ကိုဖြေဖြောက်ကငါးမြနဲ့သုံးချောင်းမှငါးမြကျိတ်တွေငါးစာတက်လိုက်တယ်။ရေကန်ဆက်တွေရှိတဲ့ဗေဒာပင်ကြီးများကြားမှခုံတက်လာတဲ့ငါးကြီးများကြောင့်အောင်သူလမ်းဖြန်သွားတယ်။ဗေဒာပင်များလှုပ်နေတာကြောင့်ဗေဒာအုပ်သေးတွေငါးမြရှိနေမိဖြစ်ကြောင်းအောင်သူသဘောပေါက်တဲ့ဖြစ် ငားများတန်သုံးချောင်းကိုရေစက်တွေ ထိုးဆိုင်လိုက်တယ်။ထိုးချိန်မှာပင် ရေစက်နဲ့မနီမဝေးမှ ရေများလှုပ်ရှားလာပြီးလက်တရက်တစ်ခုပေါ်လာတာကြောင့်အောင်ထူးအထိတ်တလန်းဖြစ်ပြီးထိုင်ရာမှထားရလိုက်တယ်။ကံမောင်ပေါ်မှပြေးလွှားတံများကိုကြားလိုက်ရတာကြောင့်နောက်သို့လှည့်ကြည့်မိတဲ့အခါအောင်ထူးစက်သိမ်းမွေးညင်းများထထွားလေတယ်။ရေကံမော်တွေရက်နေတဲ့အရာတစ်ခုမှ လူရိတ်တံဖြစ်တော်လဲခေါင်းမပါတဲ့ဖြစ် ထိတ်လန့်စရာကောင်းနေတယ်။ထိုနေရာမှ ထွက်ပြေးရပြင်လိုက်စဉ် ခေါင်းမပါတဲ့အရာက ရေကန်ဆက်သို့တပြေပြေးဆင်းလာနေတာကြောင့်အောက်ထူးအကြောက်လွန်ပြီးထွက်ပြေးရန်မေ့လျော့နေတယ်။ဖျားကယ်တော်မူပါရေကန်ဆောင်နဲ့မင်းကိုတောင်းပန်ပါတယ်။ကျွန်တော်ကိုကယ်တော်မူပါရေကန်ဆောင်နဲ့မင်းကိုကတော့ပါတယ်။ကျွန်တော်ကိုကယ်တော်မူပါကျွန်တော်အမေကိုစိတ်ကူးခြင်းလို့ငားလာရှာတာပါ။အောက်ထူးလဲကြောက်ကြောက်လန့်လန့်နဲ့မျက်လုံးစုံမိတ်ကလက်အုပ်ချီကတော့ပြီးရွမီရွရရွဆုံနေစဉ်နားထဲတွင်အတန်တကုကြားလိုက်ရတယ်။ကောင်းလေးဘာမှမစိုးရင်နဲ့ဟိတ်ကောင်လေးသွားကြစမ်း။ အသားကိုကြားလိုက်ရတာကြောင့်မျက်လုံးဖိကြည့်လိုက်တဲ့အခါအပေါ်ပိုင်းဗလာချင်းပြီးတဆိုးကွက်တော့ဝစ်စင်ထားတဲ့ရောင်တစောင်းနဲ့အဖိုးကိုမြင်တွေ့လိုက်ရတယ်။အဖိုးကိုမြင်လိုက်ရတာကြောင့်အောင်တူလဲအားတက်သွားပြီးအဖိုးကိုထိုင်ကြတော့လိုက်တယ်။ဟိုဟိုတရေတွေထွက်သွားပြီလားအဖ။မရှိတော့ဘူးငါမောင်းထုတ်လိုက်ပြီ။ကောင်းလေမင်းအမေအတွက်ငါလာရှာတာဆိုတာအဟုတ်ပဲလား။ဟုတ်ပါတယ်အဖ။အမေကိုစေကူဖို့ပတ်စံမရှိလို့ကြံမိကြံရကြံခဲ့ရတာပါမိဘကိုအလုတ်ကျေးပြူတာကောင်းတဲ့အလုတ်ပဲ အဘဘေရွာကလည်းခမငါ့ကိုမမေးနဲ့ကွမင်းကဒီလိုအချိန်မှမလာသင့်ဘူးလူတွေမသိအောင်လာရတာပါအဘရဲ့နေခင်းနေ့လေလာပေါ့ကွနေခင်းဘက်ဒီရေကံမှာငါလာများတာသိရင်ကျွန်တော်ကိုပြောကြမှာစိုးလို့ပါမင်းကငါ့ဘဏ္ဍကောင်လိုချင်တာလဲအချိန်၁၀လောက်ရရင် ဖြစ်မလားအမေအတွက်စေဘွားကရရင်တော်ပါပြီအဘမင်းအမေကစေးတခါကုယုံနဲ့ပြောက်မှာမို့လို့လားအမေခံစားနေရတာတတ်တာရင်ကျေနပ်ပါပြီအဘရဲ့ကဲငါးများနဲ့တင်လိုက်တော့ မင်းလိုချင်တဲ့ငါးတွေပေးလိုက်မယ်။ဗျာအဘအဘကဘာတူလဲခမ။ငါ့ကိုဘာမှမမင်းနဲ့။မင်းပစိုးကိုချုပ်ပြီးခင်းလိုက်ကောင်းလေး။ဟုတ်ဟုတ်ကဲ့အဘ။ကြောင်တစောင်းနဲ့အဖိုးကိုပြောတဲ့အတိုင်းပစိုးကိုချုပ်ကမြေပြင်ပေါ်တွင်ဖြန့်ခင်းလိုက်တယ်။မျက်စိမိတ်ထားကောင်းလေး။ငါဖွင့်ကြည့်ဆိုမှဖွင့်ကြည့်။ဟုတ်ကဲ့အဘ။အဖိုးကိုပြောတဲ့အတိုင်းမျက်စိကိုမိတ်ထားလိုက်တဲ့အချိန်မှာဒီကန်ထဲမှာငါးများတပြုံးမြုံနဲ့တာကုန်နေတဲ့အတန်ကိုကြားလိုက်ရတော့တယ်။ကဲငါးတွေယူပြီးပြန်တော့ မျက်မျက်စိဖွင့်လို့ရပြီလားအဖအဖိုးတို့ထံမှအတန်မကြားရတာကြောင့်မျက်လုံးကိုမရေတရေနဲ့ဖွင့်ကြည့်လိုက်တဲ့အခါခင်းထားတဲ့ပစိုးတွေတွင်ကြီးမားတဲ့ငါးမျိုးစုံကိုတက်တောမြင်တွေ့လိုက်ရလေတော့တဲ့ငါးများငြိမ်သက်နေပြီးဗဟံများဟာကအသက်ရှူနေကြတယ်အဖိုးကိုမြည်တို့မြည်ပုံငါးချပေးသည်ကိုမသိတော့လဲကျေးဇူးတင်တာကြောင့်အနီးနားတွင်ရှာပွေရအဖိုးကိုမတွေ့ရတော့အောက်ထူးလဲငါးများကိုပစိုးနဲ့ထုတ်ကစီးနောင်ပြီးထိုနေရာမှအိမ်တို့အပြေးပြန်လာတော့တယ် ကောင်းလေးရေကန်ကိုနောက်ထပ်မလာနဲ့တော့ဟာဟိုနည်းကအဘမဟုတ်လားအေးအဘကိုကျေးဇူးတင်လို့လိုက်ရှာတာမတွေ့တော့ဘူးအဘကိုကတော့ပါတယ်ကတော့စရာမလိုပါဘူးမင်းကမိခင်ကိုတီးတက်လို့ငါကူညီပေးလိုက်တာနောက်တကရေကန်ကိုညှပ်ဖက်မလာနဲ့တော့ဟိုတုံးကောင်ကလူစားလဲဖို့အချိန်တန်နေပြီမင်းကန်ကောင်းသွားတယ်မှတ်ပါ ဟုတ်ဟုတ်ကဲ့အဘမလာတော့ပါဘူးခင်ဗျာအဘဗမာနေတယ်ဆိုတာကျွန်တော်ကိုပြောပြလို့ရရင်ပြောပြပါလားအေးငါအဲ့ဒီရေကန်ပိုင်ရှင်မယ်ဗျာ အဲ့ဒီရေကန်ကိုငါတို့မိသားစုတူးခဲ့တာတူးတော့ကတော့ကန်ကအခုလောက်မကြီးသေးဘူးနှောင်းလူတွေထပ်တူးချက်လို့အခုတော့ကြီးကျယ်သွားတာရေကန်ရဲ့တတားနှစ်ပေါင်း200နီးပါးရှိနေပြီဗျာအဖအဖငါအဲ့ရေကန်ကိုစောင်းနေသူမဟုတ်ပါဘူးငါရေကန်မို့လို့ငါနေရာမှာနေနေတာဗျာဒါဒါဆိုအဖကနှက်လားနှက်တော့မဟုတ်ဘူးကောင်လေးကာမစိတ်ထိတကူရှိတဲ့ဘုံသားပေါ့ကွရေကန်ကိုညဘက်ငါလာမများနဲ့တော့ဟုတ်ဟုတ်ကဲ့ဖငါသွားတော့မယ်ကောင်လေး ဟုတ်ဟုတ်ကဲ့ပါတပြေးပြေးပျောက်ကွယ်သွားတဲ့အဖိုးကိုမျက်စိတစုံကြည့်နေရင်ခေါင်းရင်းမတက်တော်နံကြောင့်လန်လို့လာခဲ့တယ်။အိမ်မက်ထဲတွင်အဖိုးကိုနဲ့တွေ့ဆုံပြောဆိုခဲ့ကြည်များအပြင်တွင် ပြောဆိုနေရသလိုထင်ထင်ရှားရှားရှိနေတယ်။အဖိုးကရေကန်ဆောင်နဲ့လည်းမဟုတ်တဲ့ဖြစ်မြည်သည့်ပုံသားဖြစ်ကြောင်းအောက်ထူနားမလဲပါ။သို့တော်လည်းအဖိုးကိုကျေးဇူးတင်မိတယ်။အဖိုးကိုပြောစကားအရထူရေကန်ကြီးကနှစ်ပေါင်း200ခန့်ရှိပြီဆိုပါက အဖို့ရဲ့အတက်ကရာကျော်ကရှိပေလိမ့်မယ်။လေးကျတုန်နေပြီမို့မြို့တက်၍ငားများရောင်းချရင်အိယာမလူလဲထားလိုက်တော်တယ်။လူလေးလူလေးပြောပုံအရာဆိုရင်အဲ့ဒီလူကြီးကပိတ်တာများဖြစ်နေမလားပဲ။မဟုတ်တော့ပါဘူးအမေ။ तू ကတကိုးရှိပုံရတယ်။တရဲတွေကိုမောင်းတော့လိုက်တာဗျ။ပိတ်တာမှလည်းတကိုးရှိတဲ့ပိတ်တာတွေရှိတယ်။ရှေးကကုသိုလ်ကောင်းမှုလုပ်ခဲ့လို့တကိုးတွေရခဲ့တာ။ဘုံပိတ်မှန်နဲ့နေတဲ့ပိတ်တာဖြစ်နိုင်တယ်။အန်ရည်များတာဘာဖြစ်လို့တော့ရတာလဲလူလေးရဲ့။ အမေအတွက်စေးကူဖို့ရှာတာပါအမေရဲ့အခုဆို9ရောင်းတာပတ်စံအတော်ရတယ်။နောက်နေ့မသွားပါနဲ့အမေစိတ်မချအောင်။မသွားတော့ပါဘူးအမေ။အဘကိုတော့တခခုကျေးဇူးဆက်ခြင်းနဲ့ကျေးဇူးဆက်ခြင်းနဲ့နေကင်းနေ့လည်းပဲသွားပြီးလက်ဖက်ပွဲနဲ့ကျေးဇူးဆက်ဖို့ငါတော့မများပါနဲ့လူလေးရဲ့အခုတို့များပါတယ်။အမေစေးကူဖို့အတွက်တတော်ဝါးတွေတည်ကြတာမလို့ခြင်းမအောင်။မများပါဘူးအမေစိတ်ချပါ။ဒါဆိုကျွန်တော်လက်ဖက်သွားဝယ်လာရုံပဲ။မြန်မြန်ပြန်လာခဲ့ဦးနော်။ဟုတ်ကဲ့မေ။ မိခင်ကိုအကြောင်းစုံဖွင့်ပြလိုက်ရတာကြောင့်အောင်ထူးရှင်နဲ့ပေါ်ပါသွားတယ်။အဖိုးကိုလက်ဖက်ပွဲနဲ့ကျေးဇူးဆက်ရဆုံးဖြတ်လိုက်ပြီးလက်ဖက်ဝယ်ရန်ရွာထဲသို့ထွက်သွားလေတော့တယ်။နေ့လယ်တနာရီကျော်မှုနေရချစ်ချစ်တောက်ပူနေတော့လဲကံပောင်ပက်လဲရှိတစ်ပင်ကြီးများရဲ့အရေးအာဝါဒါကြောင့်ကံပက်လဲတွင်အေးမြနေတယ်။အဘခင်များအဘကိုလက်ဖက်နဲ့ကျေးဇူးလာဆက်ပါတယ်။ကျွန်တော်ငါမများတော့ပါဘူးအဘသူတပါအသက်ကိုတတ်ဖြတ်ပြီးအမေကိုစေမကူတော့ပါဘူးအဘဂရီပေးပါတယ်။ အောက်ထုကရေကန်ကိုမျက်နာမူကလက်ဘက်ပကံကိုမြောက်၍ပြောဆိုလိုက်တယ်။ထိုအချိန်မှာပင်ရေကန်ထဲမှာငါးများရေပြင်ပေါ်သို့ခုန်တက်နေကြတာကိုတန်တအောမြင်တွေ့လိုက်ရတယ်။ငါးချိုးကအကုန်းပေါ်သို့တိုင်းခုန်တက်လာပြီးမြေကြီးပေါ်သို့မရောက်ခင်မလုံးမရှက်ငြိမ်သက်သွားလေတယ်။အောက်ထုလည်းလက်ဘက်ပကံကိုအနီးနားရှိတစ်ပင်ကွားစုံပေါ်သို့တင်လိုက်ပြီးရေကန်ဆက်သို့ဆင်းသွားလေတယ်။ဟာငါးတွေဟာ ရေကန်ဆက်ပေါ်တွင်မလုံးဝက်ရှက်ဖြစ်နေကြတဲ့ငါးကြီးများကဗဟမဟာတော့ပဲတည်ဆုံးနေကြပြီ။အနည်းဆုံးအချိန်20ကျော်နီးပါးရှိမဲ့ငါးကြီးများကိုယူရခက်မယူရခက်ဖြစ်နေစဉ်အောင်ထုရဲ့နားထဲမှစကားတန်တူတူလေးကြားလိုက်ရတယ်။ကောင်လေးပန့်တကူသားကငါးရီယူပြီးချက်ချင်းပြန်ပြီးတော့နောက်ထပ်မလာနဲ့တော့မင်းအတွက်အန္တရာယ်ရှိတယ်။ငါပြောခဲ့တာမှတ်မိတယ်မလား။ငါကိစ္စမဟုတ်တော့ငါလဲကဲနိုင်မှာမဟုတ်ဘူးကောင်လေး။ အနီးနားတွေကပ်ပြောနေတဲ့တွင်းင်းနဲ့အတန်ရှင်ကရောင်တစောင်းနဲ့အဖိုးကိုဖြစ်ကြောင်းအောင်ထူးသိပါတယ်။နှပေးတွင်လည်းမိသူတအူးတယောက်မှမရှိတာကြောင့်ချက်သိမ်းမွေးညင်းထသွားလေတယ်။ငါးများတည်ယူဖို့ကပစိုးနဲ့ထုတ်ဖို့ရံမဖြစ်နိုင်တဲ့ဖြစ်ချင်းအောင်ယူရန်အိမ်တို့အမြန်ပြေးရလေတယ်။အိမ်တို့ရောက်ရင် မိခင်ကိုအကျိုးချောင်းပြောပြပြီးချင်းအောင်ယူပြီးရေကန်တို့ပြန်ပြေးလာတယ်။ထိုချိန်မှစပြီးအောင်ထူးတယောက်အိမ်ပြန်မရောက်တော့ပါ။နောက်နေ့မနက်တွင်ရွာသူရွာသားများနဲ့အတူ ရေကန်ကြီးတို့တွားရောက်ရှာဖွေခဲ့ရာရေကန်စက်တွင်ချင်းတော်ကြီးတစ်လုံးနဲ့တည်နေတဲ့ငါးမျိုးကိုမြင်တွေ့လိုက်ကြရတယ်။အောက်သူရေနစ်တည်ဆုံးခြင်းဖြစ်နိုင်ကြောင်းတွက်ဆပြီးကတော့ပွဲပြေး၍ရှာဖွေကြတော့လဲအောက်သူရဲ့အလောင်းကိုရှာမတွေ့ခဲ့ကြ။တို့ပါတော့လဲ၃ရက်မြောက်နေ့မှပိတာပင်များကြားမှအောက်သူရဲ့အလောင်းကိုရှာတွေ့ခဲ့ကြတယ်။အောက်သူရဲ့အလောင်းကိုမိသက်ကြိုးတဲ့နေ့တွင်ကညုတ်ကွင်းမှအမျိုးသမီးတအူအားအောက်သူရဲ့ဝိညာဉ်ပူကတ်ခဲ့ပါတယ်။အမေကျွန်တော်ရေကန်ကြီးမှာရှိနေတယ်ဟီး ဘလို့ဖြစ်ရတာလဲလူလေးရေလူလေးရဲ့အမေရင်ကျိုးရကြီးရဲ့ကျွန်တော်ငားတွေကောက်နေတော့ရေခဲနဲ့ကလက်ကြီးထွက်လာပြီးကျွန်တော်ကိုဆွဲချသွားတယ်အမေကျွန်တော်အိုက်မှာမနေချင်ဘူးလူလေးအမေတို့ကုသိုလ်လုပ်ပေးပါမယ်တာရုခေါ်နော်ကုသိုလ်လုပ်လဲရမှာမဟုတ်ဘူးအမေရဲ့ဟီးကျွန်တော်အစာထိုးပြီးအဆောင်လောက်ခိုင်းထားတယ်ကျွန်တော်ဘဲမှသွားလို့မရဘူးဗျအမလီလုံးကြပါဦးကျမသားလေးကိုကယ်ကြပါဦးအောင်သူအတွက်အမြပွေးဝေတော်လဲ အောက်ထူးတယောက်တာထူးခေါ်ဆိုနိုင်မီလားဆိုတာကိုတော့မသိနိုင်တော့ပါထပ်မံပူကက်ခြင်းလည်းမရှိတော့တဲ့ဖြင့်အောက်ထူးတယောက်တာထူးခေါ်နိုင်လိမ့်မယ်ဟုထင်မှတ်ထားခဲ့ကြတယ်ဒို့ပါတော့လေရေကန်ကြီးရဲ့ကံမောင်းပေါ်တွင်အောက်ထူးရဲ့အရေးအယောင်ကိုနေကင်းဘက်တွင်ပင်မြင်တွေ့ခဲ့သူများရှိခဲ့ကြတယ်ထိုရေကန်ကြီးသည်လည်းကြောက်လန့်ယုံသားမကလူသားစားတဲ့ရေကန်ကြီးအဖြစ်နာမည်ဆိုးနဲ့ကြော်ကြားခဲ့လေတယ်ထိုရေကန်ကြီးကိုအောက်ထူးစောင့်နေသည်ဟုလည်းပြောဆမှတ်တွင်ခဲ့ကြတယ် ထို့ကြောင့်ထိုရေကန်ကြီးရဲ့အမိအားအောင်ထူးကန်ဟုခေါ်ဆိုခဲ့ကြတယ်။နောင်တွင်ကညွတ်ကွင်းနဲ့ကြုံကရွတ်ရွာကိုသွားတဲ့ရေကန်ကြီးအနီးမှလမ်းကိုအသုံးမပြုကြတော့ဘဲအခြားနေရာမှလမ်းဖောက်ကသွားလာခဲ့ကြတဲ့အထိဖြစ်ခဲ့လေတော့တယ်။ပရိသတ်များရှင်ရေကန်ဆောင်ဆိုတဲ့ဇလန်လေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီရှင်။အစောတီနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တဝူးချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ပါတယ်ရှင်။